စစ်ပွဲပြီးသွားပြီလို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကကြေညာခဲ့ပါတယ်။ဂါဇာပြည်ပခန့်နဲ့ပတ်သက်ပြီးအမေရိကန်ကထဲထဲဝင်ဝင်ပါဝင်ညှိနှိုင်းပြီးခဲ့တဲ့နောက်အခုရလဒ်ကိုထရမ့်ကအောက်တိုဘာ12ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။နှစ်နှစ်ကျော်ကြာအောင်စစ်ခင်းတိုက်ခိုက်နေတဲ့ဟာမတ်စ်ယောက်ျားတပ်ဖွဲ့နဲ့အစ္စရေးတို့ကထရမ့်ဂျာဝင်ညှိနှိုင်းပြီးခဲ့တဲ့ငြိမ်းချမ်းရေးအစိုးပြုချက်တွေကိုလက်ခံသဘောတူခဲ့ပါတယ်။ဆွေးနွေးမှုတွေကပြီးခဲ့တဲ့ရက်ပိုင်းမှာခက်မြန်မြန်ပဲတိုးတက်လာခဲ့ပြီး အောက်တိုဘာ23ရက်နေ့မှာတင်ဟာမတ်စ်ကအစ္စရေးတရားခံတွေကိုစာပြီးလွှတ်ပေးလာပွဲရှိနေပါတယ်။အပြန်လည်အနေနဲ့အစ္စရေးကလည်းပါလက်စတိုင်းအကျဉ်းသား2000လောက်ကိုလွှတ်ပေးမှာပါ။ဒါပေမဲ့အောက်တိုဘာ12ရက်နေ့ညပိုင်းအထိနောက်ဆုံးအပိသက်သဘောတူညီမှုရရှိရေးမှာညှိနှိုင်းဖို့မပြတ်ပဲကြံနေတဲ့ကိစ္စတခု ရှိနေပါသေးတယ်။ဒါကတော့အစ္စရေးအနေနဲ့ပါလက်စတိုင်းခေါင်းဆောင်9ဦးကိုလွှတ်ပေးရမယ်လို့ဟာမတ်စ်တွေကအခိုင်အမာတောင်းဆိုနေတာကြောင့်ပါ။ဒါပေမဲ့ထရမ့်ကတော့ဝါရှင်တန်ကနေထွက်ခွာခြင်းမှာ တရင်နောက်တွေကိုယုံကြည်မှုအပြည့်နဲ့စစ်ပွဲပြီးသွားပြီဆိုတဲ့စကားကိုပြောခဲ့တာဖြစ်ပါရဲ့ရှင်